မင်္ဂလာပါ City for Yuan ပြည်လဲကျူဆူလိုက်ပါရီ City for You ပြည်သက်တီအတွက်2003ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာကားလေးတကားကိုတင်ဆက်ပေးကြပါရီဇာကားနာမည်ကတော့ Host ဖြစ်ပြီးတော့ Gentleman ခဏရရှိလူငယ်ပြုပြင်ရေးစခန်းလေးအကြောင်းကိုရိုက်ကူးထားတာပါဇာကားလေးဟာ INTV မှာတော့ခွန်အထိရရှိထားပြီးတော့တကယ်လေးကြီးတဲ့ဇာကားကောင်းလေးတစ်ခုဖြစ်ပါရီအစင်းသစ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်တော့စီစဉ်တင်ဆက်သူမင်းတွေပဲဖြစ်ပါရီခင်ဗျာ ဇန်နလီမစတဲ့ခင်မှာပရိသတ်တွေကိုတောင်းဆိုချင်တာလေးတခုရှိပါသေးတယ်။အစဉ်ပြေခဲ့မယ်ဆိုရင်တော့ CD4U ကတင်ဆက်ပေးနေတဲ့ဗီဒီယိုလေးတွေကို VPN လေးဖွင့်ပြီးတော့မှကြည့်ရှုပေးကြဖို့ပါပဲ။ဒီနည်းလမ်းလေးဟာ CD4U ဝိုင်းတော်သားတွေရှေ့ဆက်ဖို့အတွက်အများကြီးထောက်ကူပြုပါရခင်ဗျာ။ VPN လိုအပ်ခဲ့ရင်တော့အကောင်းဆုံးသုံးလို့ရတဲ့ M4 VPN နဲ့ Proton VPN ကို ကောမန့်နေမှာပင်ကောမန့်လုပ်ပေးထားပါရခင်ဗျာခဏရလေးပူပြင်းတဲ့နေအောင်အောက်မှာတော့လူငယ်တစုဟာကျင်းနေကိုတူးနေကြပါရရုတ်တရက်ပဲခလောက်မွေတကောင်ကောင်လီတယောက်အနားမှာပေါ်လာခဲ့ပါရသူဟာအလုဆက်လို့လို့မရတော့ပဲဖနက်ကူချွတ်ကမွေဟိုလန်းတိုးကြည့်လိုက်တဲ့အချိန်မှာပဲမွေကိုက်ခံလိုက်ရပါရအဲဒီချိန်မြို့ငယ်လေးမှာတော့စတန်လီယန်နဲ့ဆိုတဲ့လူငယ်လေးတယောက်လမ်းလျှောက်လာပြီးတော့ သူ့ရဲ့ခေါင်းမုတ်ကိုအောက်စားဖက်နှက်တရံမူးပေါ်ကနေကြလာပါရီစတန်လီအားဖက်နှက်ကိုကောက်ယူလိုက်ပြီးတော့အင်စီကိုပြေးလာခဲ့ပါရီဒါပေမဲ့အဲ့ဒီအချိန်မှာပဲရေကာကသူ့ရဲ့အနီးနားမှာအချိန်နှင်းရောက်လာခဲ့ပြီးတော့သူ့ကိုဝိုင်းလိုက်ပါရီဒီဖက်နှက်တရံနာမည်ကြီးဘေ့စ်ဘောသမားတယောက်ရဲ့ဖက်နှက်တီဖြစ်ပါရီဒီဖက်နှက်တီကိုတစုံတယောက်ကပရိုက်တာဝေးတစ်ခုကနေခိုးယူသွားတာပါဒီတော့ရဲတွေကစတန်လီကိုဖက်နဲ့တခိုးလို့ထင်သွားပါရင်ရဲတွေကစတန်လီကိုမိမရီစီခေါ်လာခဲ့ပြီးတော့သူတို့တန်တရားဖြစ်တာကဖခင် တတိယမြောက်စတန်လီအစအိုတစ်ခုမှာဖက်နက်တွေပြည့်နေတာကိုတွေ့ရရတော့ပါနောက်ပြီးတော့စတိုတာစတန်လီရဲ့အိမ်မှာတော့ဘေ့စ်ဘောဖိုက်တာတွေရဲ့ပုံနဲ့ပြည့်နေနေပါတယ်ဒီသက်သေတွေရာစတန်လီဟာဖက်နက်တကူးဆိုပြီးတော့ရဲတပ်ဖွဲ့ကတတိချမဲ့လွယ်ပါတယ် သူ့ကိုယုံတင်လိုက်ပြီးတော့တရားသူကြီးကရွေးချယ်စရာနှစ်ခုပေးပါရီထောင်ထဲသွားမှလာလူငယ်ပြုပြင်ရေးကန့်ကိုသွားမှလာဆိုပြီးတော့ပါစတန်လီကလူငယ်ပြုပြင်ရေးအကြောင်းမှဆက်ရှိလာနေဖို့အဆုံးဖြတ်လိုက်ပါရီကန့်နာမည်ကတော့ကန့်ဂရီလေးဖြစ်ပြီးတော့သူဟာအဲ့ဒီကန့်ကိုသွားနေတဲ့လမ်းမှာဒါကမိသားစုချိန်စာရဲ့ဒစိပိုင်းလားဆိုတာကိုပါသူကစဉ်းစားမိနေပါရီသူ့ကိုတင်ဆောင်လာတဲ့ကားဟာလမ်းမီဝဲရာကျင်းမောင်းထောင်ထဲချီတဲ့ခန္ဓာရအတွင်းကိုဖြတ်သန်းမောင်းနေလာခဲ့တာဖြစ်ပါရီနောက်ပြီးလာတကောင်နဲ့ကုန်းတဲ့အောင်ဆောင်လူတစ်ယောက်ကိုစက္ကန့်မိုင်လောက်မြင်လိုက်ရတယ်လို့စတန်လီထင်မိပါရီတကယ်တော့ဒါက ူတင်အောင်ထင်မှားဖြစ်တာပါ။သူကဖုံဖုံနေလုံးနေတဲ့မြို့ငယ်လေးစီကိုရောက်လာခဲ့ပါရီ။အဲဒီမြို့ငယ်လေးမှာတော့စေကျော်သက်ကောင်လေးတွေကိုတွေ့ရပြီးတော့ထောင်ဝင်းစုံတွေဝတ်ထားပါရီ။စတန်လီယာဝါရင်ရဲ့ညာလေးယုံမစ္စတာဆာဆိုတဲ့သူနဲ့တွေ့ပါရီ။သူကစတန်လီရဲ့နာမည်ကရည်စရာကောင်းနေလို့မှတ်ချက်ပြုခဲ့ပြီးတော့စတန်လီကသူ့ရဲ့မိသားစုမျိုးရိုးနာမည်မှာရဲနဲ့ဖြစ်ကြောင်းပြောခဲ့ပါရီ။ဒါပေမဲ့မစ္စတာဆာကတော့ဒါကိုအသိအေးမထားပါဘူး။ကန့်အကြောင်းရှင်းပြပါရီ။ကန့်ဆိုပေမဲ့တကယ်ကထောင်ဖြစ်ပါရီ။ အိမ်ထောင်မှာတော့အဆောင်ကြီးမရှိသလို CEO တွေလည်းခက်မှန်ထားပါဘူး။ဘာလို့လဲဆိုတော့ဒီကနေ့အထွက်ပြေးလဲမလွတ်မြောက်နိုင်လို့ပါ။ဒီနေရာကနေလွတ်မြောက်ဖို့ဆိုရင်မိုင်းယာချီခင်းနေရမှာပဲဖြစ်ပါရည်။ရေရနိုင်တဲ့နေရာလည်းမရှိပါဘူး။ဒီရောဘယ်သူမှထွက်ပြေးဖို့မစင်စားကြပါဘူး။စတန်လီကိုဝိစုံနှစုံကိုပြားတစ်ချောင်းပေးပါရည်။ဒါနဲ့ဂျင်းနေတူရောက်မှာပါ။နေ့စဉ်တိုင်းစတန်လီဟာငါးပိနဲ့ဂျင်းတစ်ခုပြီးအောင်တူရောက်မှာဖြစ်ပြီးတော့ကိုပြားရဲ့အမြင်နဲ့ညီမျှပါရည်။ဂျင်းတူရာကြာလီနေဘူးထဲမှာနေရမယ့်အချိန်ကကြာလီဖြစ်ပါရည်။ နောက်ထပ်သတိထားမှာကခလောက်မူရီနဲ့ဝိုင်ယောင်အပြောက်ဒီပါရီဖွတီဖြစ်ပါရီဒီတရဝါရီကအစိတ်ပြင်းထန်ပြီးတော့အကြိုက်ခံရရင်သိနိုင်ပါရီစတန်လီနောက်ထပ်တွေ့ရတဲ့သူကတော့ကဲအန်ချမ်ပီဒေါက်တာပန်နန်စကီဖြစ်ပါရီသူကကမ်ဘက်ဘက်လေးကိုလိုက်ပြပြီးတော့လိုက်နာဖို့အစည်းကမ်းကြီးကတော့ဝါရင်ဒေါသထွက်အောင်မလုပ်မိဖို့ဖြစ်တယ်လို့ပြောပြပါရီနောက်စတန်လီကိုတခြားကောင်လေးတွေနဲ့ထိလွတ်လိုက်ပြီးတော့သူအိယာမဲ့နေရာကိုပြားစီလိုက်ပါရီအိယာပေါ်မှာအန်ထားတဲ့အရာကိုတွေ့ရပြီးတော့မကြခင်ကတည်ဆုံးသွားတဲ့ကောင်လေးရဲ့အိယာဖြစ်ပါရီဒေါက်တာကကောင်လေးတွေကို နာမည်မှန်တိုင်းခေါ်ပြီးတော့သူတို့အချင်းချင်းကတော့နာမည်ပြောင်းပဲခေါ်ရမယ်လို့ပြောပါရည်ဒီမှာတော့အငယ်ဆုံးအချင်းသားက0ဆိုတဲ့ကောင်လေးမှာဘာလို့လဲဆိုတော့သူကစကားမပြောပါဘူးအဲ့ဒီနောက်စတန်လီကသူ့ရဲ့ရည်ဘူးပဲမှာဖြစ်ရမှာလေလို့ကောင်လေးတယောက်ကိုနာမည်အမှန်ခေါ်ပြီးတော့မေးလိုက်မိပါရည်အဲ့ဒီကောင်လေးကသူ့ကိုတွန်းလဲပြစ်လိုက်ပြီးတော့နာမည်ပြောင်းပဲခေါ်ဖို့တတိပေးလိုက်ပါရည်စတန်လီညသာတန်းစီတော့ပေးကိုဖြစ်သလိုချက်ပြုတ်ထားတာကိုတွေ့ရပါရည်အေရွှေအမိရတဲ့ကောင်လေးကသူ့ရဲ့အစားအစာတွေကိုလူစားခဲ့ပြီးတော့စတန်လီကဒီကနေ့ဘာမှမတူးရသေးတဲ့အတွက် အစားအစာကိုသူကပိုစားတင်ကြောင်းဆိုပါရီ HW ကတော့ Stanley ကိုဘာလို့ဒီကိုအပုခံရတာလဲလို့မေးပါရီသူကဖနက်ခိုးလို့ဖြစ်ကြောင်းပြောပါရီ0ကအဲ့ဒီဖနက်ပေါ်မှာခြေလေးတွေရှိလားလို့မေးတော့ခေါင်းလေးတွေအံ့ဩတော့ပါရီသူကအရင်ကစကားမပြောလို့ပါသူကတရားဝင်ကိုမျက်လုံးနဲ့ပြင်ပြီးတော့ဖနက်ပိုင်ရှင်ဘေ့စ်ဘောသမားကသူဟာအရင်ကမိဘမဲဂီယာမှာနေခဲ့ရတာမို့သူရဲ့ဖနက်ကိုမိဘမဲရန်မုံငွေပွဲမှာလူလာဖြစ်ကြောင်းနောက်ပြီးတော့စတန်လီဟာပရိသတ်အစ်စ်မဟုတ်ဘူးလို့လည်းပြောခဲ့ပါဗျ။ညနေအစောပိုင်းမှာတော့စတန်လီအိတ်မရပါဘူး။သူသတိရတာကတော့ သူ့အဖိုးရဲ့အပြောအရသူတို့မိသားစုဟာချိန်စာတင့်နေတယ်လို့ဆိုပါရီဒါကြောင့်လဲတတိယစတန်လီဟာဘာလို့လို့အဆင်မပြေဖြစ်ရသလိုပထမစတန်လီဒီလည်းကံမကောင်းတဲ့လူတစ်ယောက်ဖြစ်ပါရီသူဟာစတော့မားကတ်မှာဘေးနေမိခဲ့ပြီးတော့လမ်းမှာဓမြအမျိုးသမီးတစ်ယောက်ကိုရင်ဆိုင်ခဲ့ရပါရီဓမြအမျိုးသမီးကတော့အနမ်းမင်းသမီးကိတ်ဖြစ်ပါရီအသက်ခံရတဲ့လူတိုင်းကိုအနမ်းမတ်သားပေးလို့ပါဒါပေမဲ့သူမဟာပထမစတန်လီကိုအနမ်းလည်းမပေးသလိုမတတ်ပါဘူးဒါပေမဲ့ယေဒနာတက်တာကိုယူသွားခဲ့ပြီးတော့သူ့ကိုခန္ဓာအလီမှာထားခဲ့ပါရီနောက်ရက်မနေ့မှာမောင်ယီဝိုးရောဝါမှာ ကောင်လေးတွေကဂျင်းနေတူဖို့အတွက်အစင်းသင်းဖြစ်နေကြပါပြီ။သူတို့ကနေမပူခင်စောစောတူမှတက်တာမှဖြစ်ပါရီ။မနေ့စာဖြစ်နေတူတီလာမုန်းတစ်ခုစီရပြီးတော့ဂေါ်ပြားကင်ကအလုတ်ဝင်ဝင်ရပါရီ။စတန်လီကဂေါ်ပြားတစ်ခုကိုယူတော့ H ွေးကအဲ့ဒါကိုလွတ်ယူပါရီ။ H ွေးရဲ့ဂေါ်ပြားဟာတူပြီးတော့ဘသူ့ကိုမှသုံးခွင့်မပေးပါဘူး။ဒါဟုတူအောင်မိတ်နေရာကိုရောက်တော့မစ္စတာဆာကစတန်လီကိုရှင်းပြပါရီ။ပစ္စည်းတွေတူနေရင်ကအရာဝတ္ထုတစ်ခုခု တွေ့ရင်သူတို့ကိုသတင်းပို့ရမယ်ဆိုတာပါ။အဲ့ဒီတွေ့တဲ့အရာကိုဝါရင်ကသဘောကျရီဆိုရင်တော့ အဲ့ဒီနေ့မှာနားလို့ရပြီလို့ပြောပါရင်နောက်ပြီးတော့ဒီလိုဂျင်းညူခိုင်းတာကလေးဇာရီတာကိုပြုပြင်မှုဖြစ်ကြောင်းပြောပါရင်ကောင်းလေးတွေကဂျင်းညူကိုစူးစမ်းပန်းစားတူးကြပြီးတော့ညီစာဝန်လွှတ်ပြတော့ချားလူတွေရဲ့ဂျင်းတွေကိုကြားရမျိုးတွေရှိပါသေး යි စတန်လီကဂယူဆိုင်ကြဖို့တောင်းဆိုတော့ ကောင်လေးတွေကသူ့စကားကိုယူကြပါရီစတန်လီကဂျင်တူးနေနဲ့ဂျင်စာအကြောင်းကိုပြန်စင်းစားပါရီသူ့ရဲ့ဘိုးကြီးအေယာဆိုတဲ့သူကဝမ်မွမြူကြီးချံမာလို့လို့ပြီးတော့အလို့ရှင်ရဲ့သမီးမာရာဆိုတဲ့သူကိုချစ်မြတ်နိုးခဲ့ပါရီသူဟာနီနာကရှေ့ပြေရောဆရာမမရန်ဇီရိုနီနဲ့သွားတွေ့ခဲ့ပြီးတော့မာရာရဲ့အချစ်ကိုရဖို့ဘာလို့ရမလဲမေးပါရီဒါပေမဲ့ဇီရိုနီကကောင်မလေးကိုမေးပြပြီးတော့ သူ့ရဲ့ဘူးဆောင်ဘက်ကအမေရိကမှာရှိတယ်လို့ပြောခဲ့ပါတယ်။အေယာဟာလက်မလျှော့ပါဘူး။သူ့ရဲ့တတိစီကိုတိုက်ရိုက်သွားပြီးတော့မိုင်ရာနဲ့လက်ဆက်ပေးဖို့ပြောပါတယ်။ဒါပေမဲ့တတိကမိုင်ရာကိုတခြားတစ်ယောက်နဲ့လေယာထားပြီးတော့သူကခန်းဝင်ကားဖြစ်နေဝက်ကြီးတစ်ကောင်ပေးမယ်လို့ဆိုပါတယ်။အေယာဟာဇီရိုနီစီကိုထတ်သွားခဲ့ပါတယ်။ဇီရိုနီကသူ့ကိုတနာသွားပြီးတော့ဝက်ပေါက်လေးတစ်ကောင်ကိုတောင်မော်စီနေတိုင်းခေါ်သွားခဲ့ပြီးတော့စမ်းချောင်းကားယူကိုတိုက်ဖို့ပြောပါတယ်။ဒီလိုနဲ့အေယာကိုယ်တိုင်ကလည်းအလွန်အံမာလာတယ်လို့သူ့ရဲ့ဝက်ကလည်းအလွန်ကြီးထွားလာခဲ့ပြီးတော့ ဒီနေ့တော့မှာတော့အကောင်းဆုံးခန်းဝင်ပစ္စည်းနဲ့တတ်မှတ်ခံခဲ့ရပါတယ်။ဇီရိုနီယာသူ့ဘာတောင်မော်ထိချမ်းခေါ်သွားပြီးတော့စမ်းကြောင်းကြီးကိုတိုက်ဖို့အေဟာဝူစီခိုင်းခဲ့ပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်တော့ဂျိန်စာဟာမျိုးရိုးစင်စက်အလိုက်ဒုက္ခပေးလိမ့်မယ်လို့လည်းပြောပါတယ်။သူကဝက်ကိုတောင်မော်ထိခေါ်သွားပြီးတော့စမ်းကြောင်းကြီးတိုက်ပါတယ်။နောက်တော့ဝက်ကိုတတိစီခန်းဝင်ပစ္စည်းအဖြစ်နဲ့အဲ့ဒီခါမှာတတိကမာရာကိုစိတ်ကြွေးချယ်ဖို့ပြောပါတယ်။ဝန်နကောင်ကအရွယ်စားတူနေတော့မာရာလေးရွေးရခက်နေပြီးတော့ခံမန်းနဲ့ဂိမ်းလုပ်မယ်လို့ပြောပါတယ်။အေဟာကဒီမာဒီမဲစိတ်အလွန်ဆိုးသွားခဲ့ပြီးတော့ မိုင်းရာကိုဆွန့်လွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဇီရိုနီပထမပြောခဲ့သလိုပဲအမေရိကကိုသွားဖို့စဉ်းစားလိုက်ပါတယ်ဒါပေမဲ့သူဟာဇီရိုနီကိုတော့တခါမှတော်မော်ကိုစမ်းချောင်းရီတိုက်ဖို့ခုံမသွားခဲ့ပါဘူးဒီတော့ဇီရိုနီဟာဂတိမတည်ဘူးဆိုပြီးတော့အေရာနဲ့ဆွေစဉ်မျိုးဆက်ကိုချိန်စာတက်လိုက်ပါတယ်မျက်မှောက်ချိန်ကိုပြန်သွားရရင်တော့မစ္စတာဆာကသူ့ရဲ့ထရက်ကားကိုဂျင်းနီအလေလောက်မှရက်လိုက်ပါတယ်ကောင်းလေးတွေဟာရေဘူးတွေနဲ့ရေလာဖြည့်ကြပါတယ်စတန်လီရဲ့လက်ပေါ်မှာတော့ရေကြည်ဘူးတွေထွက်နေပါပြီဂျင်းတူတာပထမဆုံးပြီးရဲသူကတော့ဇီရိုဖြစ်ပါတယ်သူဟာဂျင်းတူရောက်မှအလွန်မြန်ပြီးတော့ချားကောင်းလေးတွေကတော့ ဇီရိုအသေးတွေကိုစားပြစ်တယ်ဆိုပြီးတော့ Sony ကြပါရီစတန်လီသူကျင်းတူးလို့လဲပြီးရောဘယ်သူမှသူ့ကိုဆွဲမတင်ကြပဲသူ့ဘာသာတွေ့တက်ခဲ့ရတာပါ သူကန့်ကိုပြန်လာတော့မစ္စတာဆာကတနနေ့ချိန်လိုက်ပါရီဒိုင်မင်းတကယ်တမ်းကသူဟာအဝါပြောက်ဖို့ကိုပြတ်တက်ဖို့ပါသူပြစ်ချက်လွဲသွားတော့ဖို့ကခုန်ဆင်းလိုက်ပြီးတော့စတန်လီကိုတိုက်ခိုက်ဖို့ပြင်ပါရီမစ္စတာဆာကထပ်ပြစ်လိုက်တော့မှဖုတ်တည်သွားပါရီနီးရီကုံလာတာနဲ့စတန်လီဟာကဲရင်အချိန်ကြာအတိုင်းပဲလိုက်လျောညှိထွေလေပတ်နေပါပြီသူဟာသူများလို့စောစောထပြီးတော့မနက်စာစားရီတဏီကုံကျင်းတူးရပါရီဒီလိုနဲ့သူရဲ့လက်မှာတော့အေဂျီဘူးတွေမြောင်များစွာဖြစ်လာခဲ့ပါရီနောက်ပြီးတော့ပပက်လေမှာအနီရီမျိုးစုံဝိုင်းနေတယ်လို့ တခါတလေရေပိုက်ကနေရေမလာပါဘူးအရင်ရောက်နေတဲ့ကောင်လေးတွေကသူ့ကိုမျိုးမျိုးရန်စားကြသလိုသူကပျော်ညဉ့်ဉဏ်ဖြစ်လို့ဟာသားလို့ဆရာလေးဖြစ်နေပါတယ်စတလင်ကတော့ခက်အေးပဲနေပြီးတော့သူ့ရဲ့မိခင်စီကိုလည်းစာပုံမှန်ရေးပါတယ်စာရင်းမှာတော့သူဟာတာတာယာနဲ့နေရဟန်လိန်ပြီးတော့စာရေးခဲ့ပါတယ်တခုသောနေ့လမှာတော့စတလင်ဟာကြောက်ဖြစ်ယုတ်ချင်းတစ်ခုကိုတွေ့လို့ဘန်နန်စကီးစီကိုယူလာခဲ့ပါတယ်ဘန်နန်စကီးကသူ့ဝါရင်ဟာကြောက်ဖြစ်ယုတ်ချင်းကိုစိတ်ဝင်စားကြောင်းပြောပါတယ်သူကဒီနေရာဟာ အရင်ကရေကန်ကြီးဖြစ်ကြောင်းရေကန်ပပလီယာမြေကြီးဟာဝါရင်ရဲ့ဖိုးပိုင်ဆိုင်ခဲ့တယ်လို့ဆိုပါရီဒီနေရာလေးဟာအရင်ကနေပြောဝရာဖြစ်ပြီးတော့ဆန်မြရတဲ့ကုန်းတွေဟာသူ့ရဲ့လားလဲလေးနဲ့ပုံမှန်ရောက်လေးရှိပါရီသူဟာ net ကျက်သွုံလာရောက်တာဖြစ်ပြီးတော့ရောဂါတွေအကုန်လုံးပျောက်ကင်းကြောင်းဒီကျက်သွုံကိုဆောင်ထားရင်တော့တိမင်းတမန်ဖို့တွေလည်းမလာနိုင်ကြောင်းဆိုပါရီဆန်ဟာကျောင်းဆရာမလေးကတဲ့တင်းကိုပိုးပန်းနေပြီးတော့ သူမအတွက်လက်ဆောင်ဖြစ်နေကျက်သွန်တိတ်အမြဲပါလိရှိပါရီကက်သရင်းကလည်းသူမစူဆောင်းထားရီမမွန်သည်စားစိမ်မှုကိုလက်ဆောင်ပြန်ပေးလိရှိပြီးတော့သူတို့နှစ်ယောက်ဟာစေကူးရီထက်တူကြာနေပါပြီဒါပေမဲ့ဒီမျိုးဟာကာလာသားတွေကတော့ဆ iam ကက်သရင်းကိုလိုချင်နေကြပါရီ ီတော့စံကုန်မနာလိုမုံထားနေကြပြီးတော့တခုခုလို့ဖို့ကြံစီထားပုံမှာတရက်မှာတော့မိုးသေးထန်စွာရွာလို့ကျောင်းဟောင်းကမိုးမလုံးတဲ့အတွက်ကက်သရင်းကကလေးတွေအိမ်ပြန်လွတ်ရွာပါရီစံကသူ့ကျောင်းကိုပြင်ပေးမယ်ဆိုပြီးတော့လှူအားပေးခဲ့ပါရီဒီလိုနဲ့သူဟာဆီယာမားနဲ့တူအချိန်ဖြုံးဝင်ရခဲ့တယ်လို့ကျောင်းကိုလည်းပြင်ပေးခဲ့ပါရီဒါပေမဲ့ညနေပိုင်းမှာတော့တက်ကြီးအတန်းရှိနေပြီးတော့ဆီယာမားကိုမကြောင်းမနာသာစားနောက်တာမျိုးကိုလည်းကြားခဲ့ရပါရီဝါရင်ရဲ့ဖခင်ဝေါ်ကာကဆီယာမားကိုချီရေးဆိုတော့ဆီယာမားကခါခါတီးတီးညင်လိုက်ပါရီဒါနဲ့မေဝေါ်ကာကရန်ညိုးဖွဲ့ခဲ့ပါရီကျောင်းလေးဟာမျိုးရဲ့အလားဆုံးစာအုပ်ဖြစ်လာခဲ့တယ်လို့ ဆန်ရဲလာဟုလေမြို့ကန်တွေကတက်ပစ်လိုက်ပါရီဒိုင်မင်းဆန်ကတော့အလျှော်မပြေးပြေးလှိနေလာပြီးတော့ဆီယာမောက်ကိုပိုးမှန်းပါရီတခုသောမိုးသည်နေ့လေခင်းမှာဆီယာမားနေ့ဆန်နေ့ရောက်သားချစ်သူဖြစ်သွားခဲ့ပြီးတော့အနန်းညီဖလေကြပါရီဒါဦးဝေါ်ကာမြင်သွားပြီးတော့ဒီသတင်းကိုတစ်မျိုးလုံးသိအောင်ဖြန့်လိုက်ပါရီနိုင်နေငယ်ကြတဲ့ချိန်မှာမြို့သားတွေကအเจ้าကိုမီးရှို့ဖျက်ဆီးလိုက်ကြပါရီကက်သရင်းကရဲဌာနစီသွားတိုင်တော့ရဲကအရက်မူးနေပြီးတော့သူမကိုအနမ်းပေးဖို့တောင်းဆိုပါရီကက်သရင်းကသူ့ကိုတွန်းထုတ်လိုက်တော့ရဲကဆန်ကလူမဲဖြစ်ပြီးတော့လူမဲတယောက်နဲ့ချစ်ကြိုက်ခြင်းဟာဥပဒေမဲဖြစ်ကြောင်း ဆန်ကိုကျိုးပေးကုမျက်ရမှာလို့ပြောပြီးတော့စော်ကားဖို့ကြိုးစားပါရီကက်သရင်ဟာရေစကန်ကနေထွက်ပြေးလာခဲ့ပြီးတော့ဆန်ကိုစိတ်ပူလို့လေစိတ်ကိုသွားကြည့်ပါရီဒိုင်မင်းရဲနောက်ကျသွားပါပြီသူဟာလီနဲ့ပြန်နေတဲ့အချိန်မှာပဲမြို့သားတွေကတနက်နေ့ဝိုင်းပြစ်ခဲ့ပါရီတိတ်မကြခင်မှာကက်သရင်ရေစကန်ကနေပြန်ရောက်လာခဲ့ပြီးတော့ရဲကိုပြစ်တတ်လိုက်ပါရီအဲဒီနောက်မှာသူလိုချင်တဲ့အနမ်းလေးပေးလိုက်ပြီးတော့ဒီလိုနဲ့ကက်သရင်ဟာအနမ်းမရင်မှာကိတ်ဆိုပြီးတော့ဘွေတူးကြီးရသွားပါရီပြစ်ဆုပ်ပံကိုပြန်သွားလိုက်တော့အေရွှေကစတန်လီစီသွားပြီးတော့ နောက်တစ်ခါဂျင်းင်းကနေဘာပစ္စည်းပဲရရသူ့ကိုအရင်လာပြဖို့ပြောပါရီသူတို့ကန်ကိုပြန်ရောက်တော့စတန်လီဟာသူ့ကိုနှိပ်စက်နေတဲ့ကောင်လေးပေါ်ကိုမတော်ဆလေးကြခဲ့ပါရီသူတို့ရန်ဖြစ်ဖို့ပြင်နေတဲ့အချိန်မှာစတန်လီကလည်းအလျှော်မပေးတာကြောင့်ကောင်လေးတွေနောက်ဆုတ်သွားပါရီဒီမှာသူနံပါတ်ပြောင်းရခဲ့ပြီးတော့ကြောက်ခစ်လူသားလို့ခေါ်ကြပါရီစတန်လီဟာမိခင်စီကနေစာရခဲ့ပြီးတော့သူ့ဘေးရဲ့စမ်းသပ်မှုတွေဟာမအောင်မြင်သေးကြောင်းမကြခင်မှာအင်ပိုင်ရှင်ကသူတို့ကိုမောင်းထုတ်တော့မှဖြစ်ကြောင်းစာရင်းမှာရေးထားပါရီ0ကစတန်လီစာတက်တာပြီးတော့ ူ့ကိုစာရေးတဲ့ဖတ်တောင်းအောင်တင်ပြဖို့တောင်းဆိုပါရီစတန်လီကညင်လိုက်ပြီးတော့သူကစာသိမတင်တတ်ဘူးလို့လေအကြောင်းပြချက်ပေးပြီးနေခင်းမှာအလုပ်လုပ်ရလို့ရောက်တာနဲ့တန်းပြီးတော့အိတ်ချင်တယ်လို့လေပြောခဲ့ပါရီနောက်ရဲဂျင်းနူးနေတဲ့အချိန်မှာတော့စတန်လီက KB လို့ရေးထားတဲ့ရာဝတ္ထုတစ်ခုကိုရရှိခဲ့ပါရီကောင်းလေးတွေကဒါဟာတနက်ကြီးဖြစ်နိုင်ကြောင်းပြောပြီးတော့ဒါမှမဟုတ်ဒါဟာနည်းနည်းလေးပို့ပြီးတော့ပါနေပါရီအိတ်ရွှေကဒီဟာကိုသူတွေ့တယ်လို့လို့နဲ့ယူသွားဖို့ပြင်နေတဲ့အချိန်မှာ ပန်ဒန်စကီကရောက်လာပါပြီ။သူကဝါရင်ကိုဓာတ်ရိုက်ဆက်သွေပြီးသတင်းပေးလိုက်တော့သူမချက်ချင်းရောက်လာပါပြီ။သူမဟာလာပါရီအမျိုးသမီးတူဖြစ်ပြီးတော့ဒီတွေ့ရှိမှုအတွက်ဝမ်းသာနေပါတယ်။ဒီတော့အေရွှေကိုနားရက်တည့်ရက်ပေးလိုက်ပါပြီ။နောက်ပြီးတော့ဂျန်နေအောင်လေးတွေကိုလည်းအေရွှေရဲ့ကျင်းမပတ်လေးမှာကျင်းသစ်တွေပြောင်းတူပြီးတော့အရာဝတ္ထုတွေရှာကြဖို့ခိုင်းလိုက်ပါပြီ။သူတို့တနေကုန်စ조사ပန်းစားတူပြီးမှဘာမှထမတွေ့ကြတော့ပါဘူး။ရဲတန်ကြတော့အဲ့ဒီနေရာတဝိုက်မှာဥမင်ပုံစံဖြစ်သွားခဲ့ပြီးတော့ဒီထဲကမှတွေ့လိုက်ရတာက나이တိုင်ွက်လို့ဟာလေးတစ်ခုသာရှိပါပြီ။အဲ့နောက်ဝါရင်က ရှာဖွေမှုကိုလဲလျှော့လိုက်ပြီးတော့နောက်ရက်ဒီမှာပုံမှန်ကိုတောင်းဝင်ကြရအတိုင်းကျင်းတွေကိုပြန်တူးခိုင်းခဲ့ပါပြီ။နောက်ရက်မှာတော့ရေဘူးတွေတွေကိုရေဖြည့်နေတော့မှကောင်းလေးတစ်ယောက်ကကားထဲမှာရှိတဲ့နေကြာစည်အိတ်ကိုခိုးယူခဲ့ပါတယ်။မစ္စတာဆာထွက်သွားတော့နေကြာစည်တွေကိုဝင်မြလိုက်ကြပြီးတော့ဒါကိုမစ္စတာဆာကတီးသွားခဲ့ပါတယ်။ကောင်းလေးတရားနေကြာစည်ကိုမြေထဲမှာဝတ်ခဲ့ကြပြီးတော့လက်ချက်နေကြာစည်တွေဟာစတန်လီရဲ့ခြေထောက်အနီးမှာမောက်ကျသွားပါတယ်။ဒီတော့သူလည်းအမြန်မြင်နဲ့ဖုံးလိုက်ပြီးတော့သူ့နီးမှာအိတ်ခုံတွေတွေ့လို့မစ္စတာဆာကဒီအိတ်ကိုစတန်လီခိုးယူလာလို့ဆွဆွဲလိုက်ပါတယ်။မစ္စတာဆာစတန်လီကို ဝါရီမျိုးသမီးစီကိုခေါ်သွားပါရီဒီမယုံကနေမှာအနမ်းမရင်မကိတ်အကြောင်းသတင်းရေးထားတဲ့ပိုစတာကြီးမြောက်များစွာကတ်ထားပါရီဝါရီကသူမရဲ့လက်သေးတိုင်းကိုကြီးစန်းခိုင်းမယ်ဆိုပြီးတော့ကလောက်မွေအစိမ့်နဲ့ဖော်ဆက်ထားတဲ့လက်သေးစိုးစီကိုလက်သေးဒီမှာဆိုးလိုက်ပါရီဒီမကစတန်လီရဲ့ပါးကိုအတာပွနေရင်းကနေမစ္စတာဆာရဲ့မျက်နှာကိုကုတ်ထည့်လိုက်ပါရီအပြစ်ကတော့ကျင်းတူးနေတဲ့ကောင်လေးကိုဘာမဟုတ်တဲ့နေကြစီအနောက်ရှက်ပေးလို့ပါရီအဲဒီနောက်စတန်လီကိုကျင်းပြန်ထုခိုင်းပါရီသူပြန်ရောက်တော့ဇီရိုကသူ့ကျင်းကိုကူတူးပေးထားပါရီနောက်ရမှာတော့မစ္စတာဆာရဲ့မျက်နှာပေါ်မှာ ကျောက်စီဟာကုတ်ချစ်ရာကိုမြင်လိုက်ရပါတယ်။သူကစတန်လီကိုအလွန်စိတ်ဆိုးနေလို့ရည်ဘူးလည်းရည်ဖြစ်မပေးပါဘူး။စတန်လီကတော့သူရှာတွေ့ခဲ့တဲ့အရာလေးဟာအနမ်းမရင်မကိတ်ရဲ့နှကန်းညီတောင်ဖြစ်နိုင်တယ်လို့တွေးနေပါတယ်။နောက်ပြီးတော့ကိတ်သက်ခဲ့တဲ့သူတွေဟာစံတီဆုံးမှုနဲ့ဆက်ဆက်နေပြီးတော့နောက်ပြီးတော့အကြောင်းကိုမီးရှို့ခဲ့တဲ့သူတွေလည်းပါပါတယ်။ဒါပေမဲ့သူမဟာနေမီတလောမှာပစ္စည်းလူဓမြတိုက်လုပ်နေပြီးတော့ ဒီထဲမှာပထမစတန်လီရဲ့ယတနာတက်တာလေးပါသွားခဲ့ပါရီ။သူမအဲဒီတက်တာကိုမြှုပ်နေတဲ့အချိန်မှာပဲဝေါ်ကာရဲ့ဇနီးရောက်လာခဲ့ပြီးတော့သူတို့ကိုယတနာတွေပေးဖို့တောင်းပါရီ။ရေကန်ဟာစန်တီဆုံးကလေးက၆ကက်သွားခဲ့ပြီးတော့မြို့ရီလူတို့ကလည်းလောက်ကင်စင်မပြေကြတော့ပါဘူး။ကေဟာသူတို့ကိုယတနာတွေမပေးသလိုတက်လဲမတက်တော့ပဲအစိပ်ပြင်းဖို့ကိုသူမရဲ့လက်ကိုကိုက်စီလိုက်ပါရီ။ဒါကြောင့်ဝေါ်ကာတို့မြို့ရူဟာလေဒီယတနာတက်တာကိုရဖို့ရီမြို့ရူစင်စက်လိုက်ဒူးလာခဲ့ကြရ။ယခုဝါရင်လက်ထက်တိုင်အောင်ရောက်လာခဲ့ပါရီ။ ပစ္စုပန်ကလာစီကိုပြန်သွားလိုက်တော့စတန်လီက0ကိုစာစပြီးတော့တင်ပေးနေပါတယ်0ဟာသူ့ရဲ့နာမည်အရင်းမှာ Hatter 0နီဖြစ်တယ်လို့ပြောပါတယ်တဘောကတော့သူဟာ Nets ရာမ0နီရဲ့မျိုးဆက်ဆိုပါတော့သူဟာကျင်းတူရာမအလွန်လင်မြန်တဲ့အတွက်စာတင်ပေးတဲ့စတန်လီဟောကူပြီးတော့တူးပေးပါတယ်ဒါဟုတ်တခြားကောင်လေးတွေကမနာလိုကြပါဘူးနီလေကင်တခုမှတော့0ကသူ့အမိအကြောင်းကိုပြောပြပါတယ်သူ့ရဲ့မိခင်ဟာသူ့ကိုပြုစုပြိုးထောင်ဖို့အလုပ်စူးစမ်းခဲ့ကြောင်းတရမှာတော့မိခင်ပျောက်သွားတယ်လို့ပြောပါတယ်အဲ့ဒီကလေးက0ဟာလမ်းပေါ်မှာပဲနေခဲ့ရတယ်လို့ဆိုပါတယ်ကျင်းတူရဲ့အချိန်မှာတော့စတန်လီကို ဇီရိုကကူပြီးတော့ဂျူပီနီယာကိုမရှူစိမ့်တဲ့ကောင်လေးတွေဟာလာပြီးတော့ရန်စပါရီစတန်လီယာသူတို့ကိုယင်ဆိုင်ပြီးတိုက်ခိုက်ဖို့ပြင်ပါရီဒီချိန်မှာပန်ဒန်စကီရောက်လာခဲ့ပြီးတော့ကလေးချင်းဖိုက်ခိုင်းပါရီစတန်လီယာလက်ရည်ချင်းမရှင်နိုင်လို့ဇီရိုကရန်ပွဲတွေကိုဝင်လိုက်ပါရီသူကကောင်လေးတယောက်ကိုတတ်မိတော့မလို့တောင်ဖြစ်သွားပါသေးတယ်ပန်ဒန်စကီကတနက်ပြစ်ဖောက်လိုက်တော့မှသူတို့ဖိုက်တာရက်သွားပါရီဝါရင်လည်းရောက်လာခဲ့ပြီးတော့ဘာဖြစ်တာလဲမေးပါရီကောင်လေးတယောက်ဇီရိုဟာစတန်လီရဲ့ချင်းကိုကူညီပြီးတူးနေကြောင်းတိုင်ပါရီဒီမှာဒီမဲ့ပန်ဒန်စကီကဇီရိုကိုမခံမရနိုင်အောင်ပြောလို့ ဇီရိုဟာသူ့ကိုဂေါ်ပြားနဲ့ရိုက်ချလိုက်ပါရီဇီရိုဟာကန်နာရဲကိုထွက်ပြေးခဲ့ပြီးတော့မစ္စတာဆာကသူ့ရဲ့နောက်ကိုလိုက်ဖို့ပြင်ပါရီဒိုင်မင်းဝါရင်ကမလိုက်ဖို့တားလိုက်ပါရီဇီရိုဆိုတော့တာမန်လူဖြစ်လို့သူတို့ဟာသူနဲ့ပတ်သက်တဲ့အမှတ်တမ်းတွေကိုဖျက်ဆီးလိုက်ပါရီတဘောကတော့ဇီရိုဟာဒီကိုတကားမှမရောက်ဘူးတဲ့ပုံစံဖြစ်ပါရီညနေပိုင်းမှာတော့ကောင်းလေးတွေဟာဇီရိုတယောက်ကန်နာရဲမှာဘလို့တည်မလဲဆိုတာကိုထင်ကြီးအမျိုးမျိုးပြီးနေကြပါရီ စတန်လီကတော့0အတွက်စိုးရင်နေပြီးတော့ပထမစတန်လီဟာကိတ်ကဓမြတိုက်ရအောင်ခံခဲ့ရပြီးတဲ့နောက်ဒီကန်နာယာထဲမှာပဲ16ရက်ကြာဖြတ်သန်းခဲ့ပြီးတဲ့နောက်ပထမဆုံးလွတ်မြောက်သူဖြစ်ခဲ့ရေးဆိုတာကိုလည်းမှတ်မိနေပါတယ်။သူဟာဘုရားသခင်လက်မတော်လို့အမည်ပေးထားတဲ့နေရာကိုရောက်ခဲ့ပြီးတော့ဘယ်သူမှဒီနေရာကဘလို့ဆိုတာကိုမသိကြပါဘူး။နောက်ပြီးတော့ပထမစတန်လီကိုယ်တိုင်ကလည်းဘာရည်လို့တီတီပါပါမပြောထားပါဘူး။ အကြောင်းကတော့သူ့ကိုတွေ့ချိန်မှာသူဟာယူနန်နန်ဖြစ်နေလို့ပါ။နောက်ရက်မှာတော့ဇီရိုနီယာကိုအစားထိုးဖို့အတွက်အကောင်လီအစ်တစ်တယောက်ရောက်လာပါပြီ။စတန်လီဟာအကြံစီတစ်ခုကြံစီနေပြီးတော့နေကင်းပိုင်းကျင်းတူတဲ့ချိန်မှာမစ္စတာဆာရည်လာဖို့တော့သူဟာထရက်ကားကိုခိုးယူခဲ့ပါပြီ။မစ္စတာဆာဟာကားတစ်ကားကနေထွက်လိုက်လာလို့စတန်လီကသူ့ကိုတွန်းချလိုက်ပါပြီ။ကားကလည်းကျင်းတူကလေးကိုခေါင်းဆိုင်ချသွားခဲ့ပြီးတော့စတန်လီလည်းအဲ့ဒီကနေထွက်ပြေးပါပြီ။ဝါရင်လည်းရောက်လာခဲ့ပြီးတော့ဒီမှာကစတန်လီဟာ ပြီးခဲ့တဲ့နှစ်ပတ်ကလေးကပျောက်ဆုံးသွားကြောင်းအထက်ကိုသတင်းပို့ဖို့မှာကြပါရီပူပြင်းတဲ့နေရာအောက်မှာစတန်လီယာတဖြည်းဖြည်းနဲ့လမ်းလျှောက်နေပါရီသူကစိတ်ပြင်းဖို့တွေကိုလည်းတွေးကြရသလိုတနေရာရောက်မှတော့ဆန်ရင်လီကိုတွေ့လိုက်ပါရီအဲ့လီရောက်မှ0ကိုပါတွေ့လိုက်ရပြီးတော့သူဟာမောပန်းနေပြီမဲ့အသက်ရှင်နေစေပါသူဟာလီထဲမှာရှိနေတဲ့မမွန်သည့်စားစိန်တွေကိုစားရင်းနဲ့အသက်ဆက်နေတာပါဒါရီဟာကိတ်က ဆန်ကိုလက်ဆောင်ပေးလိုက်တာဖြစ်ပြီးတော့စတန်လီကလည်းယူဆပါရီနောက်သူဟာတောင်တန်းကိုလမ်းကြည့်တော့တိတ်မွေးတော့ဦးဆိုတာကိုသိလိုက်ပါရီနောက်ပြီးတော့ဘုရားသခင်လက်မတော်လို့အမိပေးထားတဲ့တောင်ထွက်ကိုလည်းမြင်နေရပြီးတော့ဒါဟာသူ့ရဲ့ဘိုးဘေးတွေလွန်မြောက်စေခဲ့တဲ့နေရာဆိုတာကိုလည်းသိလိုက်ပါရီသူတို့ဟာဆန်ရင်လီကိုပြစ်ထားခဲ့ပြီးတော့တောင်မိုးကိုစားတက်ပါရီသူတို့စူးစမ်းပန်းစားတက်တယ်လို့စတန်လီဟာပြုတ်ကြမလို့ဖြစ်ခဲ့ပေမဲ့ဇီရိုဟာအမြန်ကစ်တင်ခဲ့ပါရီ ဇီရိုလဲမှာတန်ရာရီရသွားလို့စတန်လီကအဝင်းနဲ့စီးနှောင်ပေးပြီးတော့ခီးဆက်ခဲ့ပါရီကြာလာတော့ဇီရိုလဲအမောဆိုးပြီးတော့ဒလင်းခောက်ဝေးလင်းကြသွားပါရီစတန်လီကလိုက်ဖမ်းလိုက်ရပြီးတော့ဇီရိုကလမ်းမလျှောက်နိုင်တော့စတန်လီကထမ်းပြီးတော့ခေါ်ပါရီ သူရဲ့ဖိုးဖွားတွေကဝက်တီကိုဒီကိုခေါ်လာတဲ့လိုမျိုးစတန်လီကပြုမှုခဲ့တာပါမကြာမီမှာမျက်ပြင်စိမ့်စိမ့်တွေကိုသူတွေ့လိုက်ရပါတယ်အဲဒီမှာတင်းငယ်ရဲ့စမ်းချောင်းလေးရှိနေပြီးတော့ဆန်ရောင်းချခဲ့တဲ့ရသာရှိတဲ့ကျက်သွန်ဥတွေကိုလည်းတွေ့လိုက်ရပါတယ်သူကစမ်းချောင်းရင်းနဲ့ဇီးတို့ကိုပတ်ပြီးတော့နှုတ်လိုက်ပါတယ်အဲဒီနောက်မှာနှစ်ယောက်သားကျက်သွန်ဥစားလိုက်ရေတောက်လိုက်နဲ့ပြန်ပြီးတော့နေကောင်းအောင်လုပ်ကြပါတယ်စတန်လီကမိဘမျိုးရိုးတီဆိုခဲ့တဲ့တခြင်းကိုလည်းစုံနေပြီးတော့တေချာတာကတော့စတန်လီဟာနက်ဆီယာမဇီရိုနီရဲ့ချိန်စာကိုပြက်ပြယ်စေခဲ့ပါပြီအကြောင်းကတော့သူ့ရဲ့မျိုးဆက်ဇီးတို့ကို တောင်ပေါ်ထိတန်းခေါ်လာပြီးတော့စမ်းချောင်းကြီးတိုက်ခဲ့တာမို့ပါစတန်လီရဲ့ဖခင်ကလည်းတီထွေမှုအောင်မြင်တော့ပါတယ်သူဟာခြေတော်အနဲ့ဆိုးပျောက်ဆေးတီထွေနေတာဖြစ်ပြီးတော့ဆေးကတော့မက်မွန်သည်နဲ့ကျဲသွနီပေါင်းဆက်ပေါ်ထားတာပါမိသားစုဝင်ကြီးပျော်ရှင်စွာနဲ့ကခုံကြပါရီနောက်ရမနက်မှာတော့0ဟာသူကျူးလွန်နေတဲ့အဖြစ်ကိုဝန်ခံပါတယ်အဲဒါကတော့ဖနက်ကိုသူခိုးခဲ့တာဖြစ်ပြီးတော့သူယူလာတဲ့ချိန်မှာရဲတွေကနောက်ရောက်ခံလိုက်ညီလို့အဲ့ဒီဖနက်တီကိုတံတားအောက်ကိုလွန်ပစ်ခဲ့ပါတယ်အဲ့ဒီဖနက်တီဟာစတန်လီခေါင်းကိုထိမှန်ခဲ့ပြီးတော့သူလဲကန်ဆိုးမှုမောင်ကြားရတာဖြစ်ကြောင်းစတန်လီကသဘောပေါက်သွားပါတယ် ကမ်မာရောစတန်လီရဲ့ရှေ့နေရောက်လာခဲ့ပြီးတော့ပြန်ထွက်သွားတာကိုတွေ့ရပါတယ်စတန်လီနဲ့ဇီရိုတို့ဟာဂျင်းနီတူရေးစီကိုပြန်သွားကြပါတယ်သူတို့ကိရဲ့နှကန်းဒီတောင်တွေ့ခဲ့တဲ့ဂျင်းကိုဆက်ပြီးတော့ဒူးကြတဲ့နေရာမှာသူတို့ဟာတက်တာတလုံးကိုတွေ့လိုက်ရပါတယ်အဲ့ဒီချိန်မှာပဲဝါဒီနဲ့မစ္စတာဆာတို့ရောက်လာပြီးတော့တက်တာကိုလှုပ်ဖို့ကြံစီပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲအစိပ်ပြင်းဖို့ထိထွက်လာခဲ့ပြီးတော့စတန်လီတို့ကိုဖုံးလိုက်တာကြောင့်ဝါဒီကအကောင်လေးတွေကိုဖို့တီကကိုက်တတ်တဲ့အချိန်ကြီးဆောင်းလိုက်မယ်လို့ပြောပါတယ်ပြီးတော့သူမရဲ့အဖိုးဟာသူမဟုတ်ခရစ်စမတ်မှာတော့နာမပြီးပဲဂျင်းတူခိုင်းခဲ့တယ်လို့ပြောပါတယ် မနက်ခင်းရောက်လာတော့ပို့တီဟာစတန်လီတို့ကိုကြိုက်လဲမကြိုက်တယ်လို့ထွက်လဲမပြေးကြပါဘူး။ဒါဝဝါရီနိုးစောင်းနေတော့မှကာနစီအချိန်မြင့်စွာနဲ့မောင်းနေလာပါရဲ့။ရေဒီလေးပါလာခဲ့ပြီးတော့စတန်လီရဲ့ရှိနေကလည်းပါလာပါရဲ့။ဝါရီကကောင်းလေးနှစ်ယောက်ဟာသူ့စီကနေယတနာတက်တာကိုယူပြီးတော့ထွက်ပြေးသွားပြီလို့ပြောလိုက်ပါရဲ့။ဒိုင်းမေ0ကသူတို့အပြစ်ကင်းစင်ကြောင်တက်တည်ပြခဲ့ပြီးတော့ယတနာတက်တာမှာစတန်လီမျိုးရိုးနာမည်ပါနေတာကိုထောက်ပြခဲ့ပါရဲ့။သူတို့ကန့်ကိုပြန်ရောက်တော့ရှိနေကယတနာတက်တာကိုသူမကားပေါ်ကိုတင်လိုက်ပါရဲ့။စတန်လီက0မပါဘဲမသွားဘူးညင်းနေလို့ ရှင်းနေက0ရဲ့ final ကိုလိုက်ရှာပါရီဒိုင်းမင်းဖြည့်စည်းထားလို့မတွေ့ရတာကြောင့်0ကလည်းအပြစ်မရှိလို့ခေါ်သွားမယ်လို့ပြောလိုက်ပါရီအိမ်နောက်မှာတော့ရဲတပ်ဖွဲ့စီကိုဖုံးဝင်လာခဲ့ပြီးတော့သူတို့တိလိုက်တာကမစ္စတာဆာဟာရာဇဝတ်ပြေးတူဖြစ်တယ်လို့ဗန်နက်စကီကလည်းတောက်တာမဟုတ်ပါဘူးဒီတော့သူတို့၃ဟောင်းစလုံးကိုဖမ်းဆီးလိုက်ပါရီအဲ့ဒီအချိန်မှာပဲနှစ်ပေါင်းများစွာမူးမရတဲ့ဒီနေမြေမှာမူးအကြီးကျယ်ရွာပါရီကောင်းလေးတွေကလည်းမူးကြီးထွက်ချိုးကြပါရီရန်နေငယ်ကြတော့စတန်လီနဲ့0တို့ဟာ မိဘတွေရှိမှမှယတနာတက်တာကိုဖွင့်ပါရည်တက်တာတွေမှာမြောင်များလာစွာသောယတနာတွေနဲ့အတူ ATND ရဲ့ share ဆာရွက်တွေပါကျူလဲရပါရည်စတန်နီကယတနာတက်တာပါပစ္စည်းတွေမှာ0နဲ့လေးသက်ဆိုင်လို့သူ့ဘာခွေပြမဲ့ပြောတော့ မိမရိယာသဘောတူခဲ့ပါရီဒီရောဇီရိုဟာပစံတချို့နဲ့ပုဂလိကစုံတော်တွေငားရံပြီးတော့မိခင်ပြောက်ကိုရှာပါရီသူတို့သားမိလေးပျပျော်ရွှင်ရွှင်နဲ့ပြန်ဆုံခဲ့ပါရီမကြခင်မှာပဲကန့်ကိုပိတ်လိုက်ပါရီအပြစ်ကြခံရတဲ့သူတွေကိုတကယ်စစ်စစ်လူငယ်ပြုပြင်ရေးအကြောင်းလေးစီကိုပို့ပေးပြီးတော့စတန်လီနဲ့ဇီရိုမိသားစုကတော့အင်းကြီးချင်းတွေဖြစ်လာကြပါရီနောက်ပြီးတော့ကန့်ကတငယ်ချင်းတွေဟာအခုတော့ သူတို့စီကိုရံမှန်ရံခါလာလိမ့်နေကြပါပြီစတန်လီမိသားစုရဲ့ထုတ်ကုန်ကလည်းနာမည်ကြီးလာခဲ့ပြီးတော့နာမည်ကြီး baseball သမားကပင်သူတို့ထုတ်ကုန်ရဲ့ကြော်ညာတွေကိုရိုက်ကူးပေးနေရပါတယ်စကားဆုံးမှာတော့ဇဝင်ကန်းဒီဟာတခဲနဲ့တခဲမိမိရဲ့ချိတ်ဆက်ထားတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ပါဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရုပ်ရှင်ဇာတ်ကောင်းတွေကိုစဉ်စားမပြတ် recap တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ City for You channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအပိကြရပေးသက်များလေးစိတ်ကြီးကြမ်းပါခြင်း ကိုဤချမ်းသာခြင်းနဲ့ပြည်စုံကြပါစေလို့ City for UI တော်သားတွေကဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။